ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အားလုံးအတွက်ဘ ഹു တုတရစရာကံကြမ္မာလမ်းကြောင်းလို့ခေါ်တဲ့ဒီယိုလမ်းကြောင်းရဲ့အကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်ပုံမှာပြထားတဲ့သူရဲ့လက်ကကံလမ်းကအမတ်တမဲကြီးလိုက်မယ်ဆိုရင်ပြတ်နေတယ်လို့ထင်ရပါတယ်ဒါပေမဲ့အသေးချာကြည့်မယ်ဆိုရင်တော့သူက ထပ်ပြတ်လမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီပြတ်သွားတဲ့နေရာနဲ့ကက်ရက်မှာပဲအလွဲလေးထပ်ပေါ်နေပါတယ်ဒါကဘာကိုပြတ်တယ်လဲဆိုရင် သူကအလုတ်ပြောင်းတော့မယ်ဆိုတာကိုပြတာဖြစ်ပါတယ်ဒီနေရာမှာ သူလုံရင်ကောအောင်မြင်နိုင်ပါမလားဆိုပြီးမေးစရာရှိပါတယ်။သူ့ရဲ့လက်မှာအောင်မြေးလမ်းပြင်ညံလမ်းကတက်နေတဲ့လမ်းကြောင်းတစ်ခုကပါလက်တံဘက်ကိုတက်နေတာကိုမြင်ရပါတယ်။ဒါကြောင့်အောင်မြင်ပါမယ်လို့တတ်မှတ်ပေးရပါမယ်။တခါတရံမှာလူဘဝအစ်စ်အကွေ့တွေမှာလူတွေဟာပြောင်းလဲတဲ့လောက်ကင်မှုတွေနဲ့အသက်မွေးကြရတာပါ။မိမိဘာလုပ်မလဲဆိုတာကိုစနစ်တကျတွေးကြရပါမယ်။လမ်းပြောင်းနေတယ်ဆိုတာမဟုတ်ပါဘူး။ ငါအတွက်ထွက်ပေါက်ရှိကိုရှိရမယ်လို့တွေးပြီးစ조사လောက်ကန်ကြရမှာပါလူသားတွေရဲ့အောင်မြင်မှုအရင်မြင့်ဟာလူသားတွေဖြစ်တဲ့မိမိတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ညာလန်းအကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့ဘယ်ဖက်ညာလန်းကိုကြည့်ပါညာလန်းရဲ့အစဟာကောက်ကွေးတဲ့အနေထားနဲ့ရှည်လျားနေခြင်းကြောင့်သူဟာသွားမကောင်းပါဘူးသွားယောဂရပါမယ်အလယ်မှာလဲကျွန်းပုံစံဖြစ်နေတဲ့အတွက်နာယောဂရမယ်ခေါင်းကိုက်မယ်ယောဂကြီးတက်ပါတယ် ဘယ်ဖက်လက်ကညံလန်းဟာအသက်လန်းအတွင်းကစပါတယ်။ဒါကြောင့်သူကကြောက်တက်စိုးရိမ်တက်ပါတယ်။စိတ်မတည်ငြိမ်တက်ပါဘူး။စိတ်ဆိုးလွဲပါတယ်။အမတ်သေးချေကြီးတက်ပါတယ်။သူ့ရဲ့အိမ်နီးနားချင်းတွေနဲ့တောင်မတည့်တက်ပါဘူး။သူ့ရဲ့ညာဖက်လက်ကအနေထားကိုကြည့်ပါ။အသက်လန်းနဲ့ညံလန်းကထိရောက်အနှဲငယ်ပူးနေတဲ့အတွက်ကောင်းပါတယ်။အသက်လန်းကနေထိပြီးပေါ်ထွက်နေခြင်းကြောင့်သူဟာအဆအဆအယယတတိကြီးပါလိမ့်မယ်။ဘဲရာကိုမဆိုးဂယုဆိုင်ပါလိမ့်မယ်။ ညာလန်းဟာလောက်ဝါးဆောင်အထိရောက်နေခြင်းဖြောက်တန်းနေခြင်းတို့ကြောင့်သူဟာထိုးထွင်းညာကောင်းပါမယ်။ရိုးကုန်တွေပြည့်ဖြိုခြင်းကလည်းသူ့ရဲ့လက်ကစိုးကျိုးတွေကိုပျောက်ွယ်စေပါတယ်။နောက်ပြီးသူ့ရဲ့အင်အားရှိတဲ့လက်မကိုလည်းကြည်ရပါတယ်။နှလုံးလန်းကိုလည်းကြည်ရပါမယ်။လူတယောက်အကျင့်ကောင်းမကောင်းဆိုတာကလည်းသူ့ရဲ့နှလုံးလန်းကိုပါကြည်မှပဲမှန်ကန်ပါလိမ့်မယ်။နောက်ထပ်တစ်ခုအနေနဲ့ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်အောင်ပါ။ ဒီလက္ခဏာရှင်ကတော့၄ဒေါက်လက်သမားပြပြငွေဘလို့ရှာရမလဲဆိုတဲ့နေရာမှာတော်ပါတယ်အပူပေမရှိခဲ့ရတဲ့စည်းစိမ်ဥစ္စာတို့ကိုပြန်ပြီးကုန်အောင်လဲသူပဲဖန်တီးခဲ့ပါတယ်ဘာကြောင့်ပါလဲသူအသက်56နှစ်မှာကံလန်းဟာမြေတားလမ်းမှာထောက်ပြီးရက်နေပါတယ်အဲ့ဒီနေရာမှာရောက်ခင်53နှစ်မှာသူရဲ့ဒုတိယအိမ်တောင်ကပြစ်ပြေးတာကိုခံရပါတယ်အဲ့ဒီအသက်နေရာမှာဥပတ်လန်းကအသက်လန်းစီထိုးကျဆင်းခဲ့ပါတယ် ထမအိတော်မယားကြီးကိုသူစပစ်ခဲ့လို့ဝုတ်လေတာများလာတော့မသိပါဘူးမြစ်တာလန်းအစက အောက်ကိုဆင်းနေပါတယ်ပထမအဆင်းလန်းကသူ့မယားကြီးကိုသူကမယားငယ်ယူခြင်းနဲ့ကြွာရင်းခဲ့ပါတယ်နောက်မြစ်တာလန်းကအသက်လန်းအဆင်းအင်္ဂါဂျူးခုံအထိထိုးဆင်းလာတဲ့လန်းဖြစ်ပါတယ်ဒါကကြတော့သူကိုယ်တိုင်ကြွာရှင်းခံရပြန်ပါတယ်သူ့ရဲ့ကြံတဲ့လက်တစ်ဖက်မှာတော့ကံလန်းကမရှိပါဘူးတစ်ဖက်ကကံလန်းကတော့35နှစ်အထက်မှာတက်နေပါတယ် ဒါကြောင့်သူဟာမြေခွက်များစွာကိုလက်ပလာနဲ့ပိုင်ဆိုင်တဲ့အသည့်ငွေရှာကောင်းခဲ့ပါတယ်။အဲ့ဒီများစွာသောအရာတို့ကိုလည်းအိမ်တော်ရေးတစ္ဆာမဲမှုကပြန်လဲပေးဆက်လိုက်ရတယ်လို့အကုန်ပြက်စီစေခဲ့ပါတယ်။ကံလန်းကမြစ်တာလမ်းမှာရက်တန်းနေမှဆိုရင်မြစ်တာကိုဦးစားပေးမိတဲ့အတွက်အရာရာ ပြက်စီဆွန့်လို့ရတဲ့အဖြစ်ကိုမှန်ကန်စေပါတယ်။အသက်56နှစ်ကနေစပြီးရက်တန်းနေတဲ့သူ့ဘဝဟာယနေ့62နှစ်မှာတော့နောက်ထပ်အိမ်တော်ကိုမမြင်နိုင်တော့ပါဘူး။ ထပ်ယူရင်လည်းနောက်မိမနဲ့ရတဲ့ကလေး9နှစ်သားအရွယ်လေးကိုထောက်ရှုပြီးတော့အတော်ဆိုးတဲ့လောက်ရက်တွေဖြစ်ပါတော့မယ်။ဒါကြောင့်မိမိတိုးတက်ရကိုဥတီချက်ပြောင်းလိုက်ပါ။ကံလန်းကအပေါ်ကိုထပ်တက်လာနိုင်ပါတယ်လို့အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။နောက်တစ်ခုကတော့လက်သကြွယ်ရှည်သူပဲဖြစ်ပါတယ်။တာမားအဖြစ်လက်သကြွယ်အရှည်ကိုလက်ဖမိုးဘက်ကကြည့်ရင်ပိုတိတာနိုင်ပါတယ်။ဒါပေမဲ့လက်ဝါဘက်ကနေကြည့်လို့လက်ညိုထက်ပိုရှည်နေတော့အမှန်ကိုရှည်သူဖြစ်ပါတယ်။ဒီလိုရှည်သူမျိုးဟာငွေကြေးရှာရလွယ်ကူရပါတယ်။ ပြင်ပစီးပွားလှုပ်ဆောင်တဲ့နေရာမှာလည်းလင်းမြန်လွယ်ကူစွာငွေရလွယ်တတ်ပါတယ်။ပြင်ပအလုပ်တွေကိုယ်ပိုင်အလုပ်တွေနဲ့အကျိုးဖြစ်ထွန်းလေးရှိပါတယ်။လောင်းကစားဝါသနာပါခြင်းပါတယ်။ထိန်းချုပ်နိုင်တော့ကောင်းပါတယ်။ရွှေငွေဥစ္စာယတနာကောင်းတွေကိုပိုင်ဆိုင်သူတော်တော်များများဟာလက်သကျွယ်ရှည်နေတတ်တာကိုမြင်မိပါတယ်။အောင်မြင်လန်းအကောင်းရင်တော့အတိုင်းစားမရှိပိုကောင်းတာပေါ့။ငွေကြီးဥစ္စာဖြစ်ထွန်းလွယ်တတ်ပါတယ်။လက်သကျွယ်ရှည်သူတွေဟာမိမိကျင်လည်ရာပတ်ဝန်းကျင်မှာတော့တမျိုးမျိုးဒူးကျွန်တတ်ပါတယ်။ အသက်လမ်းကနေအပေါ်ကိုထောင်တက်တဲ့အတက်ကလေးတွေဟာလက်ဝါးပြင်မှာတွေးလေလေဒိုးတက်လေလေ ဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အတက်လမ်းကလေးတွေကိုကြည့်ပါ။အဲ့ဒီအသက်လမ်းကနေမတက်ရင်တော့ကန်လမ်းကိုကြည့်ပါ။အဲ့ဒီမှာမတွေးရင်လည်းလက်သကြွယ်အောက်ကိုကြည့်ပါ။အသက်လမ်းတစ်ခုမှမမြင်ရရင်တော့အောင်မြင်ဖို့ဝေးပါပြီ။ဒီလိုကန်တက်လမ်းလေးတွေမရှိရင်တော့အောင်မြင်ဖို့အတွက်ကိုကိုကာရအားညာနာအားနဲ့ပဲစူးစမ်းရပါလိမ့်မယ်။ အကယ်၍တင်ကကြိုးစားနေတဲ့သူတယောက်ဆိုရင်တော့တင်းလက်မှာဒီလိုကန့်တက်လမ်းကလေးတွေရှိရင်တင်အောင်မြင်ဖို့ကမဝေးတော့ပါဘူးပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့ကလေးလက်ဝါးပြင်ဖြစ်ပါတယ်အသက်3နှစ်ကျော်လေးမှမွေးရပါပါလာပါတယ်ဒါဆိုရင်တော့အဲ့ဒီအတက်လမ်းရှိနေတဲ့အသက်ရွယ်ရောက်လာမယ်ဆိုရင်တော့သူကတိုးတက်ပါလိမ့်မယ်ဒါ့ပေမဲ့အသက်ကြီးမှအောင်မြင်လာတဲ့သူတွေလည်းဒီလို အတက်ကလေးတွေမြင်ရရင်တင်ကန်ကောင်းပါပြီ နောက်တစ်ခုကတော့လက်မကအမတ်သားပဲဖြစ်ပါတယ်လက်မဟာဘာအမတ်သားမှ မရှိလေကောင်းလေပါပဲပုံမှာပြထားတဲ့လက်မနှစ်ခုကိုကြည့်ပါတစ်ခုကရှုပ်ထွေးနေပြီတစ်ခုကရှင်းလင်းနေပါတယ်ကံမကောင်းတဲ့သူများရဲ့လက်မဟာအတော်ရှုပ်ထွေးပါတယ်မိုက်မဲတဲ့သူတော်တော်များများရဲ့လက်မတွေပေါ်မှာလည်းရှုပ်ထွေးနေတာကိုမြင်ရပါတယ်တကယ်တော့လက်မကဒေါင်လိုက်မတ်တက်စင်တွီးကန်နဲ့ရှင်းလင်းပီတာတဲ့ကျဲပုံစံအမတ်သားတွေကလွဲရင်ဘာမှမရှိလေကောင်းလေဖြစ်ပါတယ် ဒါပေမဲ့လက်မရဲ့ဇပစီကြီးကတော့လက်မပထမအစစ်မှာသာရှိတတ်ပါတယ်။ကျန်တဲ့နေရာမှာမရှိတတ်ပါဘူး။သူကတော့ကောင်းပါတယ်။မင်္ဂလာချမ်းရအမတ်သားဖြစ်ပါတယ်။စားဝတ်နေရေးမပူပန်ရတဲ့သူတိုင်းမှာပါတတ်ပါတယ်။တဒေါင်းစားတွေမှာတော့ပါတတ်ပါတယ်။ဒါကြောင့်အာယုံမထားပဲမိမိလှုပ်ရှားရှိတာတွေကိုလှုပ်တတ်တဲ့သူမိမိလှုပ်ရှားရှိတာတွေကိုစင်ချင်တိုင်းထွာနေတတ်တဲ့သူရဲ့လက်မဟာလာပပြီးရှင်းလင်းနေတတ်ပါတယ်။ဒီလိုရှင်းလင်းပြီးစိတ်တွေကို ထတ်တဲ့သူကပိုကောင်းပါတယ်။ နောက်ဆုံးတစ်ခုကတော့အိမ်တော်ကြားလို့ချမ်းသာတဲ့သူပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်းလက်တန်းအောင်ဗုဒ္ဓဟူဂျိုခုံဘော်ကအိမ်တော်ရေးလန်းကိုတနင်းလာဂျိုခုံလက်ဖနောက်ကမြင်းကတက်လာပြီးဘေးကနေထိနေပါတယ်။ဒီလိုမှတ်သားပါလာမယ်ဆိုရင်တော့ကြားမမရွေးတင်ဟာအိမ်တော်ကြပြီးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့သူဖြစ်လာမှာလိမ့်မယ်။ ပုံမှန်ပြထားတဲ့လက္ခဏာမှာညာလန်းချောင်းနဲ့နှလုံးလန်းချောင်းကြားမှာနှလုံးလန်းချောင်းကိုမထိတဲ့ကြက်ချေခတ်သေးသေးလေးတွေရှိတတ်ကြပါတယ်။လူတော်တော်များများကဒါကိုဂမ်ဘီယာကြက်ချေဆိုပြီးထင်တတ်ကြပါတယ်။အမှန်တော့ဂမ်ဘီယာကြက်ချေမဟုတ်ပါဘူး။ဂမ်ဘီယာကြက်ချေကလောက်ဝါအလဲမှာပဲရှိတတ်ကြပါတယ်။နောက်ပြီးအပေါ်နဲ့အောက်နဲ့လည်းစံချိန်ညှိလို့ရလောက်အောင်တည်တတ်ပါတယ်။အပေါ်အတိုင်းတာနဲ့အောက်အတိုင်းတာ တူညီမျှတတ်ပါတယ်။အခုကဒီလိုမျိုးမဟုတ်ပါဘူး။ ကြက်ခြေခတ်သေးသေးလေးတွေကညံလန်းကိုလာထိနေခြင်းမျိုးဖြစ်ပါတယ်။အဲ့လို ထိတဲ့ကြက်ခြေခတ်တွေတဲကလက်ညူအောက်ကြာသာပြီးဂျိုခုံတက်တက်ညံလန်းချောင်းပေါ်မှာရှိလို့ရှိရင်သူကမတော်တဆခေါင်းကိုထိခိုက်နာကျင်စေတတ်ပါတယ်။ဒဏ်ရာရတတ်ပါတယ်။သူတစ်ပါးကိုစိုးမိုးလိုတဲ့စိတ်ရက်ဆက်တဲ့စိတ်တွေထားရှိတဲ့အတွက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ရံပြစ်တတ်ပါတယ်။လက်ကလေးအောက်ညံလန်းချောင်းရဲ့အထက်မှာ ါမျိုးရှိလို့ရှိတော့သူကပေါက်ကွဲစေတတ်တဲ့အရာနဲ့ပတ်သက်တဲ့ဒဏ်ရာမျိုးတွေရတတ်ပါတယ်။ဥမာအဖြစ်တနတ်တို့ဘုံတို့ဖြစ်ပါတယ်။ညံလန်းကြောင်းပေါ်ကကြက်ချီခတ်တွေကသွေးထွက်တန်ယူဒဏ်ရာရခိုင်လေခေါင်းကိုပဲအဓိကထိခိုက်မိတာဖြစ်ပါလိမ့်မယ်။လက်သကြွယ်အောင်ညံလန်းကြောင်းပေါ်ကကြက်ချီခတ်ကလေးကတော့အမြင့်ကနေလိတ်ကျပြီးခေါင်းကိုပဲထိခိုက်ဒဏ်ရာရတတ်ပါတယ်။နောက်ဆုံးလက်တန်အောက်တက်တဲ့ညံလန်းကြောင်းပေါ်ကကြက်ချီခတ်ကလေးကတော့ မီးအပူတက်တွေနဲ့အလုတ်လုတ်တဲ့သူတွေမှာပါခဲ့တော့မကောင်းပါဘူး။သိပ်ပံဤပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြောင့်ပေါက်ကွဲပြီးခေါင်းကိုလာပြီးဒဏ်ရာရမယ်လို့ဆိုလိုပါတယ်။ဒါကြောင့်ရွှေပြည်လုတ်တဲ့သူတွေလည်းမီးနဲ့လုတ်တဲ့အတွက်လက်သံအောက်ညာလမ်းကြောင်းပေါ်မှာပါခဲ့မယ်ဆိုရင်မကောင်းဘူးလို့ဆိုလိုပါတယ်။သတိထားဖို့လိုပါတယ်။ဒီကနေ့လက္ခဏာပုသူတလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။